လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေပြောချင်ပါတယ်။အခုပြောချင်တာကလက္ခဏာဆိုတာတဲ့လဝါပြင်မှာပါတဲ့မှဲ့တွေအကြောင်းများလဝါပြင်မှာပါတဲ့မှဲ့တွေဟာဘယ်နေရာမှာပါပါကောင်းကျိုးလုံးဝမပေးဘူးအဆိုးပဲပေးပါတယ်။ဒီနေရာမှာခန္ဓာကိုယ်စိတ်ပိုင်းတွေမှာရှိတဲ့မှဲ့အလုံးကိုမဆိုးလိုပါဘူးခန္ဓာကိုယ်စိတ်ပိုင်းတွေမှာပါရှိတဲ့မှဲ့တွေဟာသူ့နေရာနဲ့သူအကောင်းဆုံးဟောကွက်တွေရှိပါသေးတယ်။ မိမိတို့ရဲ့လဝါးပြင်မှာပါတဲ့မှဲ့တွေဟာကံကြမ္မာအစိုးညံ့ကိုသာဖန်တီးပါလိမ့်မယ်။တခါတရံမွေးရပါပါရှိတဲ့မှဲ့တွေမဟုတ်ပေမဲ့တစုံတရာသောအစိုးတရားကိုကြုံတွေ့ဖို့ကံကြမ္မာလှည့်ပြောင်းဖြစ်ခံနေမှာလဲလဝါးပြင်မှာပေါ်လာတတ်ပါလိမ့်။ကံဆိုးတော့မဲ့ရှေပြေးနမိတ်လို့ဆိုရင်လဲမမပါဘူး။မှဲ့ဟာလဝါးပြင်မှာပါလာလို့မကောင်းတာတော့ဟုတ်ပါပြီ။အဲ့ဒီလိုပေါ်လာတဲ့မှဲ့ငကိုရှင်းစွဲမှဲ့က ပဲချိန်အဆိုးဖြစ်မှာလဲမကောင်းကျိုးပြီးမှာလဲမင်းလာရင်တော့မှဲဟာသူ့ချစ်ကြအယောင်တောက်ပြီးမဲနေပြီးတိတာစွာအယောင်ဖွက်လာပြီဆိုရင်တော့အင်မတန်သတိထားပါဒါဟာစိုးကျိုးပြီးတော့မယ်လို့အထိပ်ပဲပါနံပါတ်1လက်မအောင်တောက်ကြကျိုးပေါ်မှာမှဲ့ပါလာရင်အဲ့တောက်ကြကျိုးပေါ်မှာမှဲ့နေကြီးပါရင်တော့အိမ်တော်မကြခင်အိုးရီလူမျိုးရီဖြစ်တဲ့လေဗျာ စန့်ကျင်ဘက်လိန်ကြောင်ဂုံသိခါကြာဆင်းစရာကြုံတွေ့ရတတ်ပါလေ။ယောက်ျားဆိုမိန်းမဆိုမိန်းမဆိုယောက်ျားကြောင်ဂုံသိခါကြာဆရာဖြစ်တတ်ပါလေ။ကျွန်တော်အတွေ့အကြုံကပြောရရင်အိမ်တော်ပြုကန်ဒီသူတို့အထူးကြီးပြုတင်ပါတယ်။အားလုံးစီစဉ်ပြီးမှမင်္ဂလာပွဲပြရတာမျိုးဖြစ်တတ်တယ်။မှဲ့အားကောင်းချိန်နဲ့တော့အချိန်ကိုက်ဖြစ်တတ်ပါလေ။အိမ်တော်ကြာပြီးမှမှဲ့ပေါ်လာရင်အိမ်တော်ကြီးပြဿနာအတွေ့အကြုံညာပြီးတခြားမှတ်သားတို့မကောင်းရင်ကွဲရတတ်ပါလေ။ တင်းလာကြုံကမှမဲ့ပါလားလဖွဆောင်တင်းလာကြုံကမှမဲ့ပါရင်တော့ဒီလိုမဲ့ပါတဲ့သူ၄ဦးထက်မနည်းရေနှစ်ဖူကြောင်ကြုံတွေ့ပူပါတယ်တင်းလာကြုံကဟာစိတ်ရဲ့အကြောင်းတရားဖြစ်တဲ့အတွက်စိတ်လိုဆန္ဒမပြေဝခြင်းငွေအကြောင်းတရားဖြစ်တဲ့အတွက်ငွေကြေးခက်ခဲခြင်းခီးသွားကြုံကဖြစ်တဲ့အတွက်ခီးသွားလိုက်ရမှာခက်ခဲကြုံရခြင်းရေကိုကိုစားပြီးတဲ့အတွက်ရေမေးအန္တရာယ်ရှိခြင်း ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်စီယောဂါဖြစ်တဲ့သူတွေမှာလည်းတင်းနှင်းလောက်ဂျုံကမှမဲ့တင်ကြတာပါပါတယ်နောက်တစ်ချက်အင်္ဂါဂျုံကအမမှမဲ့ပါခြင်းအင်္ဂါဂျုံကအမဆိုဒီမှာလက်ဖွဲ့ဆောင်တင်းနှင်းလောက်ဂျုံကရဲ့အထပ်ပိုင်းလေးကိုရည်ညွှန်းပါတယ်ဒီနေရာမှာမဲ့ပါရင်ကျန်းလို့ရထောင်တန်းကြတဲ့တယ်ချုံတော်ခရတတဲ့ဟူခင်းကြုံတတဲ့အစိမ့်ရှိတရဝအကိုက်ခံရပြီးတော့စေမအစာမဖြစ်တတ်ပါလေ နောက်တစ်ချက်ကလက်သန်းအောက်ဘုဟုဂျိုကုံမှာမှဲ့ပါခြင်းအဲ့ဒီဂျိုကုံမှာမှဲ့ပါရင်စီးပွားရေးငွေကြေးဆုံးရှုံးရတတ်တယ်လူလိန်ခံရတတ်တယ်ကျွေးတင်မဲ့ရောင်းဝယ်မှာမယ်စက်သွေးဤပညာ ID ပစ္စည်းတွေနဲ့ဆက်နွယ်ပြီးရှုံးပေါ်တတ်တယ်ချီးငွေပြတ်မရတာဂျုံတွေ့ရတတ်ပါလေဒီချက်တွေဟာလက်တွေ့မှာလဲမှန်ကန်မှုရှိပါလေနောက်တစ်ချက်ကလက်သွေအောင်တင်းငွေကြွေဂျိုကုံမှာမှဲ့ရှိခြင်း အဲ့ဒီလိုမျိုးမရှိရင်တော့အချစ်ရေးရေးမှာလူမှုရေးကိစ္စတွေမှာဂုံတိတ်ခါကြားရတတယ်။ငွေကြေးစည်းဝါးဆိုင်ရာကိစ္စတွေကြောင့်နာမည်ဖြစ်ရတတယ်။ငွေကြေးပြဿနာကြောင့်အမှုတော်ကကြုံရတယ်။မဟုတ်မှမှန်ဆွဆွဲပြောဆိုခံရတယ်။မျက်စိယောဂဝုဒနာဖြစ်တတ်တယ်။နောက်တစ်ချက်ကလက်ခလဲအောင်စနေကြုံမှာမှဲ့ပါတဲ့သူ။အစိုးရကအစိုးရထဲမှာစနေကြုံမှာမှဲ့ပါတဲ့သူကအစိုးဆုံးမြား။ စနေဟာအတိတ်ကံတရားကိုဖော်ပြတာဖြစ်တဲ့အလျောက်ပြင်းမလွတ်တာတဲ့ကံဆိုးတရားဖြစ်စီပါလေအင်မတန်ဆိုးဆိုးဝါးဘဝဆုံးသက်ချင်းကြောင်းတရားကိုဖြစ်ပေါ်တတ်တယ်စိတ်ပြည့်စရာအခြေအနေတွေဘဝမှာကြုံရတတ်တယ်ဘာလို့လို့အစမပြေအစီတန်းနေဖြစ်တာကြုံရတတ်ပါလေလက်ညှိုးအောင်ကြာတာပရိဒုကုံမှာမှဲ့ပါခြင်းဒီဂျိုကုံမဲ့ပါရင်ဖုံးကန်ကြတယ်ဓာရူးကြတယ် နောက်လိုက်တို့ရဲ့အထင်မြင်သေးခြင်းခံရတတယ်။စီမံအုပ်ချုပ်ရေးမှာပြဿနာကြုံရတတယ်။ကြာသာပလေးချုပ်ကမှာအဆက်ပြောက်ပုံစံရှိပြီးကျေပွန်နဲ့မသားနဲ့ပူးတွဲပိုင် မီးလောင်ပြီးတော့ပျက်စီးဆုံးရှုံးမှုကြုံရတတယ်လို့ဝိဇဝိဇာမရလက္ခဏာကျမ်းမှာမှတ်တမ်းပြုထားပါလေ။ဒီနေရာမှာတစ်ချက်ကံကောင်းသွားတာကလဝါပြမှာပါတဲ့မှဲ့တွေရောင်တောက်အားကောင်းအဆိုးမပေးခင် အဲ့ဒီမိတ်ကိုအမြန်ဆုံးဖျက်လိုက်တဲ့သူတချို့ကတော့ဆံရကိစ္စအစိုးရအကျိုးပေးခြင်းမှာအကန့်ကောင်းစွာလွန်မြောက်ပြီးဒီချက်ဟာလူတိုင်းအတွက်အကျုံးဝင်မှုဆိုတာကတော့ကံသေးကံမပြောဖို့အင်မတန်မှခက်ပါလေနောက်ထပ်လက္ခဏာနဲ့ပတ်သက်ပြီးလေးလံမိတဲ့အချက်ကို ပြောချင်ပါလေနောက်ထပ်လက္ခဏာတစ်ခုကတော့မိမိရဲ့လက်ကိုထောင်းကြည့်ပါဒီလိုမျိုးလေးပါလက်ပုံစံမျိုးမျိုးမှာဒီလိုလက်ချောင်းဆယ်ချောင်းလုံး ဖြောင်းစင်းပြည့်ပြည့်ဖို့ကအင်မတန်မှခဲရင်တယ်ဗျလက်စစ်အတူရှည်လေးတွေကလည်းတမောက်မြတ်တာပြီးလက်သေးဆန်လေးတွေကလည်းမတော်လုံးမရှင်လုံးအနေထားမှန်လေးပါပဲဒီလိုလူမျိုးဟာဘာလို့ပြောလဲဆိုတော့စိတ်ထားတမောက်မြတ်တာပြီးပေါင်းအပ်သိအပ်တဲ့လူပုဂ္ဂိုလ်မျိုးပါဒီလိုပုဂ္ဂိုလ်ဟာလက်ပုံစံအစင်တန်းမြင့်မာသူမို့ဒုက္ခဆင်းရဲတာရှည်မရောက်တတ်ပါဘူးသက်ဆိုင်ရာဘာသာရေးကျင့်စဉ်တွေလိုက်အလှူဒန်းရဲ့ပေါင်းဆက်လိုက်ရင်ထိတ်တန်းဆင့် ျွယ်ဝချမ်းသာတတ်ပါတယ်ဒီလိုမျိုးလေးတွေပါတာကတော့အင်မတန်မှရှာပါလေလူတော်များရဲ့လက်ကတော့ပြောရမယ်ဆိုရင်မပြေမပြစ်တာများတယ်ဗျလက်ချောင်းအလုံးလိုက်မဲ့လက်ချောင်းချောင်းကကောက်နေတာမျိုးတစ်ဖက်ကိုယိုင်နေတာမျိုးဖြစ်တတ်ပါတယ်ဒါကလူအများစုမှာကြုံတွေ့ရတဲ့ပြဿနာပါကြုံတွေ့ရတဲ့ကိစ္စပါဒါကြောင့်အခုလိုမျိုးလက်ပုံစံလေးကတော်တော်လေးလေးနဲ့လှဖို့ကတော့အင်မတန်မှရှားတယ်လို့ပြောချင်ပါတယ်။ နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခု ပြောချင်ပါတယ်ဒီလက္ခဏာပုံစံကိုကြည့်ပါဗျာဟောအထူးခြားလဲဆိုတော့ခီးသွားဂျုံကုန်လို့ပြောလို့ရတဲ့တင်းနှင်းလောင်ဂျုံကုန်မှာထူးထူးခြားခြားအရန်လှတဲ့ငါးရုပ်အမှတ်သားလေးပါနေပါတယ်အဲဒီလိုမျိုးငါးရုပ်အမှတ်သားလေးပါတဲ့သူတွေဟာနိုင်ငံခြားတော်မှာထိတ်တဲနိုင်ငံကြီးတွေကိုတွားရတတ်တယ်ဆိုတဲ့လက္ခဏာအမှတ်သားဖြစ်ပါတယ် ထိုက်တန်းနိုင်ငံခြားနိုင်ငံမှာနှစ်ထလန်းဖြစ်နေပါတယ်အကောင်းဆုံးနိုင်ငံခြားလမ်းကြောင်းပါဒီလိုမျိုးလက္ခဏာလေးပါလို့ပဲဒီပုံကဟာတကယ်ကိုကမ္ဘာထိုက်တန်းနိုင်ငံကြီးမှာနေထိုင်ခွင့်ရတယ်နေထိုင်လို့လောက်ကန်ခွင့်ရပြီးတော့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်တော့မှယက်တည်နေနိုင်ပါတယ်နိုင်ငံခြားမှာကျော်ဝချမ်းသာပြီးအစဉ်ပြေအောင်မြင်တဲ့လက္ခဏာအမှတ်သားလို့ပြောလို့ရပါတယ်တခုရှိတာကတော့ဒီလိုလက်ပုံမျိုးဟာဒီလိုမျိုးအင်မတန်ရှားပါတယ်အခုကမှဘပါလဲ သွားရပါတယ်ဒါပေမဲ့ဝေးကြီးတော့မဟုတ်ဘူးဗျာအဲ့ဒီလိုမျိုးတနင်္လာကျော်ကမှခီးသွားလမ်းမပါတဲ့တော်မှထိုင်းမလေးရှားစင်ကာပူတော့ရောက်ပါတယ်ခီးသွားကျော်ကတနင်္လာကျော်ကမှ၅ရုပ်မှတ်သားကြာဘူးပတ်သားခီးသွားလမ်းလက်ရှိုင်းချင်းဒီလိုမျိုးတွေပါရင်တော့တေချာပေါ့နိုင်ငံရဲ့ချားကြီးတွေမှာခြေချနေထိုင်လောက်ကန်ရမယ်လို့ပြောလို့ရတဲ့လက္ခဏာပါနောက်ဆုံးအနေနဲ့လက္ခဏာလမ်းကြောင်းတစ်ခုအကြောင်းဖော်ပြချင်ပါတယ် ပြည်ပမှာအလုပ်သွားလို့ရင်စင်ပြေမလားတဲ့သူကမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားရှိသလိုသိကျင်နေကြတော့ပြောင်းတဲ့စကားဆိုရင်ရှိတာပဲပြောရမယ်ဆိုရင်တော့ခုလိုပေါ့ပြည်ပမှာတော့ရောက်လုံလောက်ကန်ကျင်တာကလူငယ်တွေရဲ့စိတ်ကူးအိမ်မှာပါမိတ်ဆွေရဲ့လက်ကိုကြည့်ပါကံလန်းဟာတင်းလာချိုကုန်မှစတင်နေခြင်းထူပါတယ် ဒါပေါ့ပြောလဲဆိုတော့မိတ်ဆွေရဲ့အောင်မြင်မှုဟာခီးသွားခြင်းကနေပဲအစားပြုရပါလိမ့်မယ်။နိုင်ငံရဲ့ချားမှာတော်ရလွတ်လပ်ခံခြင်းကပဲအစားပြုရပါလိမ့်မယ်။ဒီလိုမျိုးကံလန်းတင်းလာကြပုံကအစားပြုတဲ့သူဟာမိမိဇာတိမှာမအောင်မြင်တတ်ပါဘူး။နောက်တစ်ခုကအတလန်ထူးခြားကျယ်ဝန်းခြင်း။ဦးကောင်းလမ်းမကြီးလွန်အားကောင်းထူးခြားစွာခုံမောက်နေခြင်း။တင်းလာကြပုံဟာထူးခြားကျယ်ဝန်းအားပြေဝခြင်း။ လဝါပြင်ဖွဲ့စည်းပုံနဲ့လဝါပြင်ထမအကျုံပုံတွေရဲ့ထူးပြဝိသေသညွန်စွတ်ကြများပါရှိနေခြင်းကြောင့်လက္ခဏာရှင်ဟာမိမိမိုးရဲ့မြေမှာတပားပြပခရီးတွေမှာကံကြိုးပေးတက်ရောက်တယ်လို့ပြောလို့ရပါတယ်လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေပြောပြတာပါနောက်ဆင်ပြတဲ့အတွက်ထူးပဲဂျေဇုတမန်တော်ဗျာ